အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2019ခုနှစ်ကမာဘေကနေထွက်ရှိခဲ့တဲ့ Avenger Endgame ဆိုတဲ့ Super Hero ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီရက်ဇာတ်ကားလေးက MCU ရဲ့ Infinity Saga အဆုံးသတ်ဇာတ်ကားဖြစ်ပြီး Avenger Infinity War ရဲ့နောက်ဆက်တွဲလည်းဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့ Client တယောက်သူ့ရဲ့မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်နေရကနေစတင်ထားပါတယ်ဒါပေမဲ့ဒီရက်ပျော်ရွှင်မှုတွေကခဏတာပဲကြာလိုက်ပါတယ်တာနိုစီရဲ့လက်ဖြောက်တစ်ချက်ကြောင့်မလို့ပျက်စီးသွားတဲ့တက်ရှိတဝက်ရဲ့အထဲမှာကလေးရဲ့မိသားစုလည်းပါသွားပါရင် တစ်ဖက်က၁၆ဝရာကြီးထဲမှာတော့ Infinity War တော့ကတိုက်တန်ဂျိုးပေါ်မှာအသက်ရှင်တန်ခဲ့တဲ့တိုနီနဲ့ Nebula တို့နှစ်ယောက်ကတောင်းတနေခဲ့ပါရင်ရပ်ပေါင်း၂၂ရက်လောက်ကြာပြီးရဲ့အချိန်မှာတော့စာနယ်ရိက္ခာပြက်လက်မှုကိုခံစားလာရပြီးပို့ပြီးတော့ဆိုရာကတော့သူတို့စီးရဲ့ရင်ပြန်ကလေးအောက်ဆီဂျင်ကုန်တော့မှာဖြစ်ပါရင်ဒါပေမဲ့လေကံကောင်းရှင်တော့တူနီတို့ရဲ့ရင်ပြန်ကိုကပတိန်မာဗယ်ကတွေ့သွားပါတယ်။ဒီလိုနဲ့ပဲကပတိန်မာဗယ်ကတူနီတို့ရဲ့အာဂါသရင်ပြန်ကိုမာပြီးကဘာကြီးစီကိုပြန်ပြီးကယ်တင်လာပေးခဲ့တယ်။ တုံနေတဲ့နီဘူလာတို့ဟာအဖန်ဂျာတို့ရဲ့ရုံးကို ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာတော့ Steve, Natasha, Bruce, Thor, Jane တို့ Rocket တို့နဲ့အတူပြန်လည်ဆုံစည်းခဲ့ပါရီ။အဲဒီနောက်မှာတော့အတော်လေးကိုအားအင်ရှိနေတဲ့တိုနီကိုအနာပေးထားလိုက်ပြီး Capto ကတော့ Thanos ကိုပြန်ပြီးရှာကား Stone တွေကိုလူဖို့အစီအစဉ်ခဲ့ကြပါရီ။နီဘူလာကြောင့် Capto လည်း Thanos ရှိနိုင်မဲ့ဂျိုးကိုရှာသွေးခဲ့ပြီးအဲဒီနောက်မှာတော့ Star-Lord ရဲ့ရင်ထဲပဲ Thanos ကြီးကိုတမဖို့အတွက် Capto ထွက်လာခဲ့ကြပါရီ။ကပ်ဒိုကသာနိုစ်ကိုအဲ့ဒီရဲ့ဂျိုးဘမှာရှာတွေ့ခဲ့ပြီးမြေစတုန်းတွေကတော့ပျက်စီးနေခဲ့ပါပြီ ီလိုမျိုးဖြစ်ရတာကတာနုစ်ကစတုန်းတွေကိုပဲနောက်ထပ်တစ်ကြိမ်ထပ်သုံးပြီးစတုန်းတွေကိုဖျက်ဆီးလိုက်လို့ပါမထူးတဲ့အစုံမှာတော်လေတာနုစ်ကိုခေါင်းဖြတ်ပြီးတော့တက်လိုက်ပါရင်ဒီလိုနဲ့ငါးနှစ်လောက်ကြာပြီးသွားတဲ့အချိန်မှာကဘာကြီးဟာလေအတော်လေးကိုရှောက်ကတ်သွားပြီးတော့အရာရာကပြင်းဖို့ကောင်းနေကအပန်းကြောင့်အဖွဲလေးတစားစီကွဲသွားပါရင်ဒါပေမဲ့တရမှာတော့ပစ္စည်းအဟောင်းတွေထားတဲ့ကိုရောင်တစ်ခုထဲမှာပန်းကားတစ်စီးတွေကထူးခြားတာတစ်ခုဖြစ်လာခဲ့ပါရင်အဲ့ဒီရဲ့ပန်းကားကရိုးရိုးပန်းကားမဟုတ်ပေစကောရဲ့အန်ဗန်ဖြစ်နေပါရင် ဒီမှာကျွတ်တော်ခေါင်ကဖျက်ရှောက်နေရကနေကွန်တန်ရန်ထဲကိုရောက်နေတဲ့စကော့တယောက်ကထွက်လို့ရသွားပါရင်အပြင်ကိုရောက်တဲ့အခါမှာတော့ရှောက်ကနေရဲ့ပတ်ဝန်းကျင်နဲ့အရှင်နီတွေအားလုံးကိုတီးသွားပြီးရဲ့နောက်ကပ်တိုရဲ့အဗန်ဂျာရုံးကိုတွားကကွန်တန်ရန်နဲ့အချိန်ခီးသွားလို့ရကြအောင်အကြံပေးပါရင်စကော့ကကွန်တန်ရန်ရဲ့လက်ကြောက်ကိုအသုံးပြုကအချိန်ခီးသွားပြီးတော့ Infinity Stone တွေကိုပြန်လည်ရယူရန်ပြောပါရင်ဒီလိုမျိုးမြင်မာတဲ့ဉာဏ်ပညာနဲ့အရှင်ခီးသွားဆက်တစ်ခုကိုဖန်တီးဖို့ဆိုရင်တိုနီလိုဉာဏ်ကြီးရှင်တယောက်စီကိုတွားမှရမှာပါ ဒါကြောင့်မလို့ Steve Scott နဲ့ Natasha တို့လေ Tony C ကိုတွားခဲ့ပြီး Scott ရဲ့အကြံကိုပြောပြပါရီ။ Tony ကတော့သူမှမိသားစုဘဝလေးတစ်ခုရနိုင်ပြီဘလို့မလို့ရှင်တော်ကြောင်ကိုပြောပါရီ။ဒီလိုနဲ့ Steve တို့လည်းနောက်ထပ်ညာကြီးရှင်တယောက်ဖြစ်တဲ့ Bruce နဲ့ပဲတွားပြီးတွေ့ပြီး Scott ရဲ့အရှင်ခီးသွားဆက်လုပ်ဖို့ကိုပြောပါရီ။ Bruce ကသူ့ရဲ့လူသားညာနဲ့ဟော့ရဲ့ခနာကိုကြီးကိုပေါင်းဆက်ထားတာကြောင့် Scott ရောမှအတော်လေးကိုအံ့ဩနေခဲ့ပါရီ။ Bruce ကဒီလိုမျိုးဆက်ကိုလုပ်ဖို့ကသူ့ကျွမ်းကျင်တဲ့အပိုင်းမဟုတ်ဘူးလို့ပြောပေမယ့် နာတာရှာကတော့ဒီလိုမျိုးပုံစံဖြစ်အောင်တော့လုပ်နိုင်သေးတာဆက်ကိုလည်းဆန်းလုပ်ကြည့်ဖို့ပြောခဲ့ပါရင်တိုနီတရားမလုပ်တော့ဘူးပြောပေမဲ့လေဆက်ကိုအစမ်းဖန်တီးကြည့်ရမှာအောင်မြင်ခဲ့ပြီးတစ်ဖက်ကဘရူရိုဖန်တီးတဲ့ဆက်ကတော့ထင်သလောက်အဆင်မပြေခဲ့ဘူးဒါပေမဲ့တိုနီရောက်လာပြီးစတီးရိုဂျာနဲ့ပြန်လည်ညှိနှိုင်းကအဗန်ဂျာရဲ့ပျောက်ဆုံးသွားတဲ့အဖွဲ့ဝင်တွေကိုပြန်လည်ခေါ်ယူဖို့ကြိုးစားပါရင်ပထမတစ်ယောက်ကတော့တော်ပါတော်ကတော့တာနုစ်ရဲ့ဖြက်စီမှုကြောင့်စိတ်သက်ချာနေရပြီးမိမိရဲ့တာဝန်ကိုမကျေနပ်မှုရှိနေခဲ့တာပါ သူက new s ကမှာ bia လေးတောက်လိုက်ဂိမ်းလေးဆော့လိုက်နေနေရတိုင်းကိုဖျက်တမ်းနေရကြောင်းဖက်တီအောင်ဖြစ်နေပါပြီဖက်တီတော်ကိုတော့ bruce နဲ့ rocket တို့ကပဲ new s ကစီကနေခေါ်လာခဲ့ပါရင်နောက်ထပ်တယောက်ကတော့ clin မှာ clin ကလေသူရဲ့မိသားစုကိုတာနှုတ်ရဲ့ snack ကြောင့်ဆုံးရှုံးခဲ့ပြီးရဲ့နောက် rune အဖြစ်နဲ့ကမ္ဘာအနှံ့ကလူစိုးတွေကိုလိုက်ပြီးတက်ဖြတ်နေခဲ့တာပါ clin ကို nada sha ကရှာကအပန်းချောင်အဖွဲကိုပြန်ပြီးခေါ်ဖို့စ조사ခဲ့ပြီး clin ကလေမိမိရဲ့မိသားစုကိုပြန်ပြီးရနိုင်မယ်လို့မျှော်လင့်က nada sha ပြောတာကိုလက်ခံခဲ့ပါရင် လူဆောင်တဲ့အချိန်မှာတော့တိုနီရဲ့ဤပညာစတီရဲ့အစီအစဉ်တွေကြောင့်အဗန်ဂျာအဖွဲ့လေးအရှင်ခီးသွားခြင်းကိုအသုံးပြုကအတိတ်က Infinity Stone တွေကိုတာနုထက်အရင်ရယူရန်စီစဉ်ခဲ့ကြပါရင်တိုနီနဲ့ Bruce တို့က Quantum Run တွေကိုခီးသွားနိုင်ဖို့ Quantum Su တွေနဲ့ Time GPS များကိုဖန်တီးပါရင် Quantum Su တွေကအဗန်ဂျာတွေကို Quantum Run တွေကိုတွားဖို့အတွက် အကူအညီဖြစ်စီမှာဖြစ်ပြီး Time GPS ကတော့အချိန်ပြောင်းလဲခြင်းကိုထိန်းချုပ်နိုင်စီမှာပါ ောက်ဆုံးမှာတော့အချိန်ကြီးသွားဆက်ကော Quantum Series နဲ့ Time GPS တွေကိုပါအောင်မြင်စွာတိစောက်ပြီးတဲ့အချိန်မှာတော့အဖွဲ့တွေခွဲပြီး Infinity Stone ကိုတွားယူကြပါရင်ပထမအဖွဲ့ကတော့ Time Stone နဲ့ Space Stone ကိုယူရမယ့် Tornado အဖွဲ့ပါဒီရဲ့ကြောက်တုံးတွေကိုယူဖို့အတွက်2012ခုနှစ် New York မြို့က Battle of New York စီကို Tony, Steve, Bruno, Scott တို့ရောက်လာခဲ့ပါရင်နောက်ထပ်တစ်ဖွဲ့ကတော့ Reality Stone ကိုယူမယ့် Tony Rocket တို့ပါဒီအတွက်2013ခုနှစ် SKC ကိုတွားရပါတယ် နောက်ဆုံး power stone နဲ့ soul stone ကိုယူဖို့အတွက် nebula rodi natasha နဲ့ clin တို့က2014 morish နဲ့ vomia rossi ကိုတွားပါရင်ဒီမှာ nebula နဲ့ roni တို့က morish မှာ နေခဲ့ပြီး natasha နဲ့ clin တို့ကတော့ soul stone ကိုယူဖို့အတွက် vomia ကိုတွားကြပါရင်2014မှာ reality stone ကိုရှာနေရက nebula နဲ့ roni တို့ပဲမဟုတ်ပဲ tarnus တို့ကလည်းရှာနေခဲ့ကြတာပါဒီမှာပဲနှစ်ယောက်ဖြစ်သွားတဲ့ Nebula ကတစ်ဖက်ကတာနုစီကနီဘူလာစီကိုစစ်တန်ရှင်သွားချိန်ပြီးတော့တာနုစလေတခြားနီဘူလာရှိနေရာကိုတီးသွားပါတယ် ကဘာပေါ်က2012ခုနှစ်ယူရီယာမှာထိုင်းစတောင်ကိုအရှာဝမ်စီကနေဘရုစ်ကရယူနိုင်ခဲ့ပြီးမြင်တိုနီနဲ့စကော်တို့ကစပိစတောင်ကိုယူရမှာတလွဲတွေဖြစ်သွားပါရင်စပိစတောင်ကိုယူဖို့ကြိုးစားရမှာဟောကြောင့်မလို့လူကီကတဆာရက်ကိုယူပြီးထွက်ပြေးသွားတာကြောင့်ပါ2013အစကမ်းမှာတော့တော့ကသူ့ရဲ့အမိနဲ့ပြန်လဲဆုံသွေးခဲ့ပြီး reality stone ကိုလည်း jane foster ထံကနေယူနိုင်ခဲ့ပါရင်2014 morish မှာတော့ nebula နဲ့ rory က power stone ကို peter quay ထံကနေရယူနိုင်ခဲ့ပြီး rory တယောက်ပဲအနာဂတ်ကိုပြန်သွားနိုင်ခဲ့ပါရင် ာတာရှာပြန်လို့မရတာကတော့တာနိုကြောင့်ပါတာနိုစ်ကအတိတ်ကနီဘူလာရဲ့ရှေးဆက်သွားတဲ့အချက်လက်တွေကိုရှာကြည့်ရင်အနာဂတ်မှာသူ့ရဲ့အစီအစဉ်တွေအောင်မြင်သွားတဲ့အကြောင်းတွေစတုန်းတွေကိုလာပြန်ယူပြီးသူ့ရဲ့လောက်ရက်တွေကိုလာဖြတ်စီရဲ့အကြောင်းတွေကိုတည်သွားပါရည်ဒီလိုမျိုးတည်သွားခဲ့တာကိုလည်းအနာဂတ်ကနီဘူလာကတည်သွားပါရည်နောက်ဆက်နှစ်ညူရီယောက်ကတိုနီနဲ့စတီရောကလည်း space town ကိုယူလာမှတလွဲတွေဖြစ်သွားတာကြောင့်1980ခုနှစ်စီကိုတွားပြီးပိုင်ပါတီကဲများနဲ့ထက်ဆာရက်ကိုတွားယူခဲ့ပါရီ ဗော်မီယာကနာတာရှာနဲ့ကလင်တော်မှာတော့ဆိုးစတုံးကိုရယူဖို့အတွက်အခက်တွေ့နေပါရီအချောင်းကတော့ဆိုးတစ်ခုအတွက်ဆိုးတစ်ခုကိုပြန်ပေးရမယ်ဆိုတဲ့အပေးအယူကြောင့်ပါနောက်ဆုံးမှာနာတာရှာကပဲသူမရဲ့အသက်ကိုစွန့်တော့ပြီးဆိုးစတုံးကိုရယူပေးခဲ့ပါရီအဲ့ဒီအနောက်မှာအဖွဲ့ဝင်တွေအားလုံးကမူလအချိန်စီကိုပြန်ရောက်လာခဲ့ကြပြီးမြနာတာရှာကတော့ပြန်မရောက်နိုင်ခဲ့ဘူး Infinity Stone တွေကိုစုဆောင်ပြီးတဲ့နောက်မှာတော့ Avenger တွေကယာယီ Infinity Gauntlet ကိုဖန်တီးက Bruce ကစနက်ပြုတ်လုပ်ခဲ့ပြီးဖြည့်ဆည်းခံလိုက်ရတဲ့ Universe တွေကတက်ရှိတွေကိုပြန်ပြီးခေါ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့2014ကနီပြူလာကြောင့်တာနိုစတိုရီကအရှင်ခီးသွားဇက်ကနေရောက်လာခဲ့ပြီးကက်ပတူရဲ့ယုံကြည်လေးပျက်စီးသွားပါရင်တာနိုစကလည်း Infinity Stone တွေကိုနီပြူလာကိုရှာခိုင်းလိုက်ပြီးထိုင်ဆောင်နေပါရင်ဒီအချိန်မှာပဲအစအုပ်ပျက်စီးပြီးဂျားတွေကနေတော့ဒိုနီနဲ့ကက်ပတူထွက်လာခဲ့ပြီးတာနိုကြီးနဲ့၃ယောက်တယောက်ရှာကြပါရင်သုံးယောက်ပေါင်းပြီးရှာတာတော့တာနိုစ်ကတူနီနဲ့တော်တော်ကိုမအောင် လုံနိုင်ခဲ့ပြီးသူ့ရဲ့စစ်တပ်ကိုပါကဘာစီကိုခေါ်လာနိုင်ခဲ့ပါရင် တယောက်တည်းကြံခဲ့တဲ့ကပ်လေတွေ့ရတိုင်းအခွဲကိုလက်မှတင်းအောင်ရှိပြီးဘာကောင်ကြီးပဲလှလာရှာမယ်ဆိုပြီးအသင့်ပြေနေလိုက်ပါရင်ဒါပေမဲ့လေကပ်ရဲ့အနောက်ကနေဘလက်ပန်တာနဲ့ဆန်တို့ရောက်လာခဲ့ပါရင်အိမ်နောက်မှာပဲဒေါက်တာဆွိနို့မော်ဆီယာတွေကလည်းပေါ်တယ်တွေပွင့်လာခဲ့ပြီးအထက်ကနေယူနီဗာကြီးရဲ့စစ်တပ်တွေစူပါဟီးရိုးတွေအက်စကာဒီယန်တားတွေအကုန်လုံးရောက်လာခဲ့ပါရင်ဒီမှာပဲလူဆောင်တာနဲ့ကပ်ကအဗန်ဂျာအဇံဘယ်လို့ဆိုကတိုက်ပွဲကိုအစားရှိလိုက်ပြီးတားနှုတ်ရဲ့စစ်တပ်ကြီးနဲ့အဗန်ဂျာတွေတိုက်ခိုက်ကြပါရင် တိုက်ပွဲရဲ့အဆုံးမှာတာနုစ်ကစတုန်းနီကိုရာသွားပြီးမြင်တိုနီကပဲပြန်ပြီးလက်ဖြောက်တီးခဲ့ပါရင်ဒီလိုနဲ့တာနုစ်နဲ့အတူတွေ့ရစစ်တပ်ကြီးတစ်ခုလောက်အမုံဖြစ်သွားပြီးတိုနီလည်းတည်သွားခဲ့ပါရင်ဇလန်ရဲ့အဆုံးမှာတော့တော်ကဘေကရီကို New SK ရဲ့ဗီယမအသစ်ဖြစ်ခန့်အပ်လိုက်ပြီး Guardian of the Galaxy အဖွဲ့နဲ့အတူလိုက်တွာခဲ့ပါရင်စတီဗ်ကလည်းစတုန်းနီကိုပြန်ထားပြီးရတော့အနာဂတ်ကိုပြန်မလာပဲအသိမှပဲနေကအသက်ကြီးသွားခဲ့ပြီးသူ့ရဲ့ရှီကိုတော့ဆန့်ကိုပေးသွားခဲ့ပါရင် ဒီလိုနဲ့ Avenger တွေကပြန်လဲပေါင်းစည်းကောင်ကဘာကြီးနဲ့ University ကို တာနှွေရဲ့ဖျက်ဆီးမှုကနေပြန်လဲကယ်တင်ဖို့ကြိုးပမ်းခဲ့ပါရီ။ Avenger အဖွဲ့ကိုပြန်လဲပေါင်းစည်းရှင်နဲ့ Thanos ကိုအနိုင်ယူနိုင်မှုတို့ကြောင့် Infinity Saga ရဲ့အဆုံးကိုအောင်မြင်စွာပြီးမြောက်စေခဲ့ပါရီ။